ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မျက်ဝေပေးခြင်းတဲ့လက္ခဏာဘူတုတလေးကတော့တနင်္ဂနွေဂျူကုံအောက်ကအောင်လံမသားပဲဖြစ်ပါတယ်တင်းရဲ့လက်သကြွေအောက်တနင်္ဂနွေဂျူကုံအောက်မှာပုံမှန်ပြထားသလိုမျိုးအောင်လံမသားပါလာခဲ့မယ်ဆိုရင်အကျိုးကောင်းများစွာကိုရရှိခံစားရပါလိမ့်မယ်ဒါပေမဲ့ဒီလိုအောင်လံမသားမျိုးတည်တည်ကြကြပါဖို့ကလည်းမလွယ်ပါဘူးဒီလိုပါလာတဲ့သူတွေဟာသူတို့ရဲ့ဘဝမှာအောင်မြင်မှုကောင်းခြင်းနာမည်ကုန်သတင်းကြော်စောခြင်းတွေကိုရရှိခံစားရတတ်ပါတယ်အဓိကကတော့နိုင်ငံရဲ့ခြားတွေမှာပို့ပြီးတော့အောင်မြင်မှုရရှိနိုင်ပါတယ် ောက်တစ်ခုကတော့ဒီလိုအွန်လိုင်းမှာသာပါလာတဲ့သူတွေဟာသူတို့ရဲ့ဘဝတသက်တာမှာလည်းအဆင်ပြေစွာ နေထိုင်ရတတ်ပါတယ်သူတို့ရဲ့လှုပ်ဆောင်မှုတွေနဲ့သူတို့ရဲ့လုပ်ငန်းတွေကလည်းအကျိတူတွေးမှာပဲအောင်မြင်မှုရရှိနိုင်ပါတယ်။ဒီအမှတ်သားကြောင့်လည်းသူတို့ရဲ့ဘဝတသက်တာမှာအောင်မြင်မှုရရှိနိုင်မယ်လို့ပြပေးနေပါတယ်။ပုံမှန်ပြထားတဲ့လက္ခဏာပိုင်ရှင်ကနိုင်ငံရချားမှာဖြစ်ပါတယ်။နိုင်ငံရချားမှာပဲသူဟာအစဉ်ပြေမှုကိုကောင်းကောင်းရရှိနေသူဖြစ်ပါတယ်။ ။နောက်ပြီးဒီအောင်လံမသာပါနေတဲ့သူဟာကံလံမကြီးကလည်းအားကောင်းနေမယ်ဆိုရင်ဒီထပ်ပို့ပြီးတော့အကျိုးကောင်းများစွာကိုခံစားရရှိမှာဖြစ်ပါတယ်။ဒါကြောင့်အောင်လံအမသားကိုမိတ်ဆွေများအတွက်ဘ ഹു တုတမျက်ဝေတင်ဆက်ပေးလိုက်ပါတယ်။ဒါပေမဲ့တတိပြုစရာလေးတော့ရှိပါတယ်။အောင်လံမသားဆိုတာကအောင်လံပုံစံတိတိကျကျပါမသာအောင်လံလို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ဟိုအပိုင်းစားရင်းနဲ့ဒီအပိုင်းစားရင်းနဲ့ဖြတ်ပြီးအောင်လံလှုပ်လို့တော့မရပါဘူး။ပေချာစစ်စေးကြည့်ဖို့လိုအပ်ပါတယ်။ တကယ်အောင်လံအမသာဖြစ်မှာပဲသူ့ရဲ့အကျိုးကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်။တုံယုံတော့ပါဖို့မလွယ်တဲ့အမသာတစ်ခုလည်းဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်တန်အောင်ဗုဒ္ဓဂျိုခုံအောက်ကငါးယုံမသာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ရဲ့ဗုဒ္ဓဂျိုခုံအောက်မှာငါးယုံမသာတည်ရှိနေပါတယ်။ဒီငါးယုံရဲ့အကျိုးတွေကတော့သူဟာဈေးဘက်ဆိုင်ရာနဲ့အကျိုးပေးပါလိမ့်မယ်။ဇီဝရေးမှာဆိုရင်လည်းထင်ထင်ပေါ်ပေါ်နဲ့နေရာကောင်းရရှိပါလိမ့်မယ်။ဈေးလုပ်ငန်းတွေ၊ကုန်ရောင်းကုန်ဝယ်လုပ်ငန်းတွေ၊ကုန်တယ်အလုပ်တွေအကျိုးပြုပါလိမ့်မယ်။ အဓိကကတော့သူဟာကိုပိုင်ဉာဏ်ရှိတယ်ကိုပိုင်စည်းဝါးရေးနဲ့အကျိုးပေးတယ်လူမှုဆက်ဆံရေးတွေမှာလည်းသူဟာလိုက်ရောညီထွေစွာ နေတတ်သူဖြစ်တယ်။ပေါင်းတင်ဆက်ဆံရေးကောင်းသူလည်းဖြစ်တယ်။စည်းဝါးရေးနဲ့လည်းသူဟာနာမည်ရနိုင်တယ်လို့လူမှုရေးနဲ့လည်းအများကလေးစားချစ်ခင်ခြင်းကိုရရှိနိုင်ပါတယ်။ဒါကြောင့်သူဟာဒီလိုအရေးချင်းကောင်းတွေကြောင့်လည်းအောင်မြင်ကြီးပွားပါလိမ့်မယ်။နောက်ထပ်မြောက်ဝိပင်းမဲ့လက္ခဏာကတော့အကြည့်ရဲ့အိမ်တော်ရေးမှာအလိမ်ညာခံရမဲ့မှတ်သားတွေကြောင့်ပဲဖြစ်ပါတယ်။ လူဝတ်ဆိုတာများစွာသောလှုပ်ရှားမှုတွေများစွာသောအကြောင်းတရားတွေပေါ်များတဲ့နေရာတစ်ခုဖြစ်ပါတယ်။အဲ့ဒီအထက်ကမှအချစ်ရဲ့အိမ်တော်ကြီးဟာလည်းမျိုးသမီးတွေအတွက်အရေးကြီးတဲ့နေရာတစ်ခုမှရောက်ရှိနေပါတယ်။အခုပုံမှန်ပြထားသလိုမျိုးကန်ဂျမာလမ်းကြောင်းဟာတောက်ကြကျုပ်ခုပိုင်နဲ့ထဲကနေထွက်ရှိလာပြီးမိ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 လေးရှိနေပါတယ်။ဒါဟာလက္ခဏာရှင်အမျိုးသမီးတွေကန်ဂျမာဇိုးတွေဖြစ်ပေါ်လာမှာကိုသတိပြုသင့်ပါတယ်။အချစ်ရဲ့အိမ်တော်ကြီးမှာမာယွင်းနဲ့ချစ်မိကြိုက်မိမှုတွေဖြစ်ပေါ်လာမယ်။အဲ့ဒီမှတ်သားတွေဟာ လင်ရှိမရမရရှိလင် တခုလမုတ်ဆူဖို့မုတ်ဆူမတွေနဲ့အချစ်ဇလန်ကြုံတွေ့ပြီးဂုတ်သိခအဆက်ကွယ်အကျိုးနည်းမှုတွေဖြစ်ပေါ်စေမယ်။မိသားစုရဲ့ကြောက်ချက်မှုအိမ်တော်ဘက်အနိုင်ကျင့်မှုတွေကိုမလွဲမသွေကြုံတွေ့ခံစားရမယ့်အမတ်သင်္ကေတဖြစ်ပါတယ်။ဒီလိုကံကြမ္မာလမ်းကြောင်းအမတ်သားတွေအမျိုးသမီးတွေရဲ့လက်မှာထွက်ရှိလာမယ်ဆိုရင်တော့ငွေရွယ်စဉ်ချိန်ကနေစပြီးတတိထာနေထိုင်သင့်ပါတယ်။ဒီလိုမှမဟုတ်ရင်အဆက်ကွယ်ကျိုးနည်းပြီးနင့်နာမှုတွေဖြစ်နိုင်ပါတယ်။ တခြားသောမကောင်းတဲ့အထောက်ပံ့တွေမကောင်းတဲ့အမှတ်သားတွေပါပူးတွဲပါရှိမယ်ဆိုရင်ပုံမှန်ဆိုးွားတဲ့အခြေအိမ်အောင်ရေးကိုကြုံတွေ့ရပါလိမ့်မယ်နောက်တစ်ခုကတော့တနင်္လာရုပ်ရတဲ့အမှတ်သားပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့လောက်ဝပြင်ကိုကြည့်လိုက်ပါတနင်္လာဂျူကုံမှာပုံမှန်ပြထားသလိုမျိုး၄လောက်ကွက်ပါရှိမယ်ဆိုရင်တနင်္လာရုပ်ရပါတယ်တနင်္လာဂျူကုံမှာမတ်တက်စင်လန်းချောင်းတွေဒွီဂန်တွေ၄လောက်ကွက်နဲ့ငါးရုပ်သို့မဟုတ်ကြာဘူးတစ်ခုခုပါနေရင်တနင်္လာရုပ်ရပါတယ် ဒီလိုတနင်္လာရုပ်ရတဲ့လူတွေဟာဘလို့ကြိုးထူးစေမလဲငွေကြေးကအထူးကောင်းစေပါလေခီးသွားလမ်းကြောင်းအထင်ရှားပါသူတွေရဲ့လက်မှာအဲ့လိုအမှတ်သားပါနေမယ်ဆိုရင်ရေချောင်းအလုပ်တွေအထူးကြိုးပေးတယ်တင်းမော်သားအလုပ်ကြိုးပေးတယ်ရေချောင်းသိပ်ပံအလုပ်ကြိုးပေးတယ်အစင်းမြင့်တဲ့နိုင်ငံတွေကိုလည်းသွားရတတ်ပါတယ်ခီးသွားလမ်းကြောင်းမပါသူတွေရဲ့လက်မှာ၄တော့ကွက်ဒရီကန်၅ရုပ်ဂျာပူတို့ပါနေမယ်ဆိုရင်တော့ပင်လယ်စာထွက်ကုတ်အယောင်းအဝယ်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့အကျိုးပေးတယ်ဗန်လုပ်ငန်းတွေအကျိုးပေးတယ် အကြွေတနင်းလာဂျူခုံမူမောက်အာကောင်းတို့အလွန်လှပတဲ့ဗရမားပွေပါနေတော့လဝိရဏအလုတ်ကိုလောက်ကန်ရတတ်ပါတယ်နောက်တစ်ခုကတော့မူရပါအသက်လန်ချောင်းချောင်းပါပုံမှန်ပြထားတဲ့လဝပြင်ကခလီးငယ်တူရဲ့လဝပြင်ဖြစ်ပါတယ်သူရဲ့အသက်လန်ချောင်းဟာတောက်ကြဂျူခုံကိုဝိဝိုက်ဆင်းပြီးတော့ပုံမှန်အသက်လန်ချောင်းလိုမျိုးမဟုတ်ပဲတနင်းလာဂျူခုံစီကိုထိုးဆင်းနေပါတယ်ဒီလိုလက္ခဏာမိမိတို့ရဲ့ခလီးမှာပါလာခဲ့မှဆိုရင်အသက်ကြီးလာတဲ့အခါမှာပြည်ပနိုင်ငံတွေကိုတွားရောက်ပညာသင်ကြားရင်းနဲ့အလုတ်လောက်ကန်ရတတ်ပါတယ် လူတိုင်းရဲ့လက်ဝါးပြင်မှာတောင်လိုက်မြင်းလေးတွေပါလေးရှိပါတယ်။ဒါပေမဲ့လက်ချောင်းရင်းတွေမှာတော့တောင်လိုက်မြင်းတစ်ချောင်းပါဖို့တောင်ခက်ခဲပါတယ်။တစ်ချောင်းထက်နှစ်ချောင်းပါဖို့ဆိုပိုပြီးခက်ခဲပါတယ်။အခုပြောပြမှာကတော့လက်ကလေးအောက်ကတောင်လိုက်မြင်းနဲ့လက်တကျောအောက်ကတောင်လိုက်မြင်းတို့ကြောင်းပဲဖြစ်ပါတယ်။ဒီလိုတောင်လိုက်မြင်းနဲ့ကြောင်းပူးတွဲပါလာခဲ့ရင်ဘလို့ကောင်းကျိုးတွေရရှိနိုင်မှာပါလဲ။ပုံမှန်ပြထားသလိုမျိုးလက်ကလေးအောက်ကတောင်လိုက်မြင်းကတော့ချမ်းသာမှုနဲ့ငွေကြေးပြည့်လည်မှုကိုခံစားရရှိစေပါတယ်။လက္ခဏာရှင်ကအစဉ်ပြေပြေနေထိုင်ရနိုင်ပါတယ်။ ံထောက်ပံ့ကောင်းတယ်။ငွေကြေးချမ်းသာမှုတွေရှိတယ်လို့ရေဝိယအဖြစ်ပြောနိုင်ပါတယ်။နောက်တစ်ခုကတော့လက်သကြွယ်အောက်ကဒေါင်လိုက်မြင်ဖြစ်ပါတယ်။လက်သကြွယ်အောက်ကဒေါင်လိုက်မြင်ကတော့လက္ခဏာရှင်ရဲ့ဘဝမှာအောင်မြင်မှုတွေကြော်ကြားမှုတွေနာမည်ရမှုတွေကိုပြဆိုနေပါတယ်။လက္ခဏာရှင်ဟာစီးပွားရေးလုပ်ငန်းနဲ့တော်လကောက်အမှုပညာလုပ်ငန်းနဲ့တော်လကောက်အောင်မြင်တတ်ပါတယ်။ရေဝိယအဖြစ်သူဟာအောင်မြင်မှုနဲ့ကြော်ကြားမှုတွေကိုရယူနိုင်မဲ့အကျိုးကောင်းတွေရှိတာကိုပြဆိုနေပါတယ်။ ဒါဆိုဒီနှစ်ခုတွဲကြီးပါလာခဲ့မယ်ဆိုရင်ဘလို့ကောင်းကျိုးတွေရရှိနိုင်မလဲဒီနှစ်ခုတွဲကြီးပါလာခဲ့မယ်ဆိုရင်တော့အလွန်ကောင်းသားပါလိမ့်မယ်လက္ခဏာရှင်ဟာအစဉ်ပြေပြီးချမ်းသာအောင်မြင်ပါလိမ့်မယ်ဘလောက်ထိချမ်းသာအောင်မြင်မလဲဆိုရင်လူအများကအားကြရလောက်တဲ့အထိကိုချမ်းသာအောင်မြင်ပါလိမ့်မယ်ဒါပေမဲ့အသက်ရွယ်ပိုင်းကတော့လက္ခဏာရှင်ရဲ့အသက်ကြီးပိုင်းလောက်မှဖြစ်ပါလိမ့်မယ်နောက်တစ်ခုကတော့စနေဂျူကိုအောက်က9ရုပ်ပဲဖြစ်ပါတယ်ပုံမှန်ပြထားတဲ့9ရုပ်ကိုကြည့်ပါ ငါးရုပ်ဟာပုံမှန်ပြထားတဲ့အတိုင်းစနေဂျူကိုအောက်မှာပါလာခဲ့မယ်ဆိုရင်အလွန်ကောင်းပါတယ်။ဒီလိုပါလာတဲ့သူတွေဟာငွေကြေးကန်ကောင်းတက်ပါတယ်။ကန်တရားရထောက်ပံ့ကိုလည်းရရှိနိုင်ပါတယ်။သူ့ရဲ့စူးစမ်းမှုတွေလှုပ်ဆောင်မှုတွေပေါ်မူတည်ပြီးတော့လည်းသူကအစဉ်ပြေစွာနဲ့နေထိုင်ရနိုင်ပါတယ်။ဒီငါးရုပ်ဟာထူးခြားစမ်းကြဲ့မှုတွေလိုဝက်နဲ့နဲ့မှုတွေနဲ့လည်းပတ်သက်ဆက်နွယ်နေပါတယ်။အဲ့ဒီထူးခြားစမ်းကြဲ့မှုတွေနဲ့လိုဝက်နဲ့နဲ့တဲ့ပညာရက်တွေကိုသင်ယူလေ့လာမယ်ဆိုရင်လည်းခဏလေးနဲ့တက်မြောက်တက်ပါတယ်။ အဲ့ဒီပညာရတဲ့နဲ့လည်းအကျိုးပြုတတ်သူဖြစ်ပါတယ်။ဘာသာတရားတွေနဲ့လောကီအလုပ်တွေပိုလုံးမယ်ဆိုရင်ဒီငါးရုပ်ရဲ့အကျိုးကပိုကောင်းပါလိမ့်မယ်။နောက်ပြီးဒီငါးရုပ်ပါတဲ့သူတွေဟာအဆောက်ရှောက်ကောင်းနေရှိတတ်ကြပါတယ်။အိမ်မက်ထူအိမ်မက်ဆန်းတွေလည်းမတ်တက်ကြပါတယ်။အောင်မြင်လာပုံမှန်ပြထားသလိုမျိုးပြတ်တောက်ပြတ်တောက်ဖြစ်နေမယ်ဆိုရင်လက္ခဏာရှင်ဟာအောင်မြင်မှုရဖို့ကိုအချိန်ပေးရပါလိမ့်မယ်။အောင်မြင်ဖို့ကံပါပြီမဲ့လွယ်လွယ်ကူကူရတာမျိုးတော့မဟုတ်ပါဘူး။ သူတို့ဟာပြည်ပြည်နဲ့မှန်မှန်စူးစမ်းနေရပါတယ်။ပြည်ပြည်နဲ့မှန်မှန်စူးစမ်းမှပဲအစဉ်ပြေပြီးအောင်မြင်ပါလိမ့်မယ်။အောင်မြင်မှုတွေအစဉ်ပြေမှုတွေကသူ့အတွက်အနိုင်မြင့်များပါလိမ့်မယ်။ဒါကြောင့်ဒီလိုအားနည်းချက်တွေကိုသေချာသတိထားပြီးလုပ်သွားမယ်ဆိုရင်တော့သူ့ရဲ့အောင်မြင်မှုဟာတရိပ်ရိပ်အလိုလိုလိုက်ပါလာပါလိမ့်မယ်။တီးခံပြီးလုပ်ပေးမယ်ဆိုရင် အောင်မြင်မှုကိုသေချာပေါက်ရရှိပါလိမ့်မယ်။နောက်တစ်ခုကတော့အမွေနစ်ကံငွေကြေးကံကို ပြပေးတဲ့အမှတ်အသားတစ်ခုဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့အမှတ်အသားကိုကြည့်ပါ။ ဘုံမှာပြထားတဲ့လက္ခဏာမှာလက်တန်အောက်နာကမြင်းတုကလေးတစ်ချောင်းဟာလက်တကြွယ်ဘက်ကိုကိုွေးဝိုက်ပြီးဆင်းနေခြင်းပဲဖြစ်ပါတယ်။ဒီလိုလက်တန်အောက်ကမြင်းတုတစ်ချောင်းဟာလက်တကြွယ်ဘက်ကိုကိုွေးဝိုက်ပြီးဆင်းနေမယ်ဆိုရင်ထိုးသူဟာငွေကြေးကန်ကောင်းပါလိမ့်မယ်။ငွေကြေးပိုင်းမှာထင်ရှားတဲ့အကျိုးကောင်းတွေကိုရလိမ့်မယ်။လက်လာပါတွေဝင်မယ်၊လက်ရွှင်မယ်။ငွေကြေးတွေတိုးဝါတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့လည်းစီဝါရှာတတ်တဲ့သူဖြစ်နိုင်တယ်။အတိတ်ကလည်းကောင်းတယ်။အမွေအနှစ်တွေလည်းရတတ်တယ်။ ငွေကြေးနဲ့ပတ်သက်ပြီးတိတိတတ်တာငွေဝင်တတ်ပါတယ်။ဒီလိုလူမျိုးတွေဟာအတိတ်ကကောင်းမှုကုသိုလ်ကံတွေနဲ့အမွေနစ်ကံတွေပါလာတတ်တဲ့သူတွေဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ပညာတတ်တဲ့သူနဲ့ထိမ်းများလက်ထက်ရခြင်းလက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြရတဲ့လက်ဝါးပြင်ကိုကြည့်ပါပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာအိမ်တော်ကြီးလမ်းကြောင်းဟာတနင်္ဂနွေဂျိုးခုံအထိကိုသွားပြီးကျဲမတ်သားနဲ့အဆုံးသတ်နေခြင်းပဲဖြစ်ပါတယ်။ဒီလိုမတ်သားဟာများသောအားဖြင့်မိန်းမတွေရဲ့လက်ဝါးတွေမှာပဲပါရှိတတ်ပါတယ်။ မိမိတက်အရေးချင်းရှိတဲ့သူတွေဂုံတိမ်မြင့်မားတဲ့သူတွေပညာတတ်တဲ့သူတွေနာမည်ကျော်ကြားတဲ့သူတွေနဲ့လက်ထပ်ရတတ်ပါတယ်မိမိဟာယောက်ျားလေးကိုတင်မြင်သေးတတ်မယ်မကြာခဏနေပြီးပြောမယ်စီးပြီးပြောမယ်မကြာခဏအပြူကြီးလှုပ်လို့မယ်ဒါပေမဲ့အပြူကြီးတော့မဖြစ်နိုင်ပါဘူးမိမိတက်ပညာတတ်တဲ့ပုဂ္ဂိုလ်နဲ့လက်ထပ်ရတတ်တဲ့ကံစားတာပါပါတယ်မိမိကခင်မွန်းပေါ်မှာအတူအနစ်နာခံတတ်ပါတယ်လိုက်ရောတတ်ပါတယ်မိမိရဲ့ခင်မွန်းကလည်းမကြာခဏတခြားယောက်ျားရင်းနဲ့မယုံသင်တာဖြစ်မယ် ဒါပေမဲ့တကယ်လက်တွေ့မှာတော့မိမိဟာသစ္စာရှိသူတယောက်ဖြစ်တတ်ပါတယ်ဒီနေ့လက္ခဏာဘုသူတ္တလေးကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာသူတ္တတို့ဝါနိုင်ကြပါစေ